အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audio Books Channel ကနေကြိုဆိုပါရစေ။ဒီကနေ့မှာတော့ဆီယာမော်ရီရှာဘာသာပြန်ဆိုရေးတာထားတယ်။အာနာဇက်နေဥပဒေတ48ရက်ဆိုတဲ့စာအုပ်ထဲကနေဥပဒေတ3အလုဆန္ဒကိုရှင်းထားပါဆိုရာလေးကို ဖပြပေးကြပါရစေ။အလုဆန္ဒကိုရှင်းထားပါ။သဘောတရား။ဘာပဲလုပ်လို့ကိုလုပ်ချင်တဲ့အလုပ်ရဲ့နောက်ွယ်ကအကြောင်းရင်းရည်ရွယ်ချက် အလိုဆန္ဒကိုမသိအောင်ဖုံးကွယ်ရှိုးသိမ့်ချပါနားမလည်နိုင်မှုတွေဝေခွဲမရမှုတွေနဲ့ဥလဲလဲဖြစ်နေကြပါစေကိုလုံနေတာဘာမှမသိသေးပြိုင်ဖက်ရန်သူတွေမျက်စိလဲပြီဘာလို့လို့လုံရမှမသိဖြစ်နေကြလိမ့်မယ်ရန်ပန်ရန်ကမဟုတ်မကတလဲတဲလွန်စားလေးတွေချံပေးပါတဲဝိုက်နီနဲ့လမ်းလွဲရောက်သွားမသိမသားလုပ်ပါ အလိုတိုင်းဖြစ်ပြီးဆိုမှတီးခွင်ပေးလိုက်ပါနေစဉ် ြီးခစ်ကြီးမှမညစ်ပဲနဲ့တော့ဘယ်သူမှနေလို့မရဘူး။ဒါပေမဲ့စိုးညစ်သူအဖြစ်ထင်ခံရတာမျိုးလုံးဝမဖြစ်စင်နဲ့။ဆင်းလဲထားသမျှကိုကောက်ချက်ထားတဲ့အဖုံးကရီနဲ့လုံအောင်ဖုံးပိတ်တတ်ပါစေ။လူအများစုကမိုးပြဲကြဲတွေလိုပဲပွင့်အားနေတတ်တယ်။စိတ်ထဲခံစားရသမျှလွယ်လွယ်ထုတ်ပြောကြတယ်။အတွေးအကြံတွေကိုမျက်နှာအမူအရာကိုမူရအချင်းကနေတဆင့်မြင်လွယ်တယ်။လုတ်ပုံကိုင်ပုံတွေကကြလွဲရီမို့ရွေးချယ်စရာနဲ့ကုန်တယ်။ အလိုဆန္ဒရည်ရွယ်ချက်တွေမြင်တာအောင် လုံမိတတ်ကြလို့နောက်ကလူဘဝနဲ့လမ်းပြောက်ကုန်တယ်။ရှားနဲ့လက်ကနေကိုတွင်းစိတ်ဆန္ဒအလိုမပေါ်အောင်ထိန်းတက်ဖို့ဆိုရကအတော်လေးကျင့်ယူမှပြုပြင်နိုင်တာပါ။ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံမယ်။ပြုမူနေထိုင်ရင်လူတွေရဲ့ချစ်ခင်မှုလေးစားမှုအားကြမှုကိုရလိမ့်မယ်လို့ချင်ချားတာက အလွဲကြီးလွယ်နေတာပဲ။ရိုးသားတယ်ဆိုတာဓာတုံးကြီးလို့ပဲ။ တွေးတော့ချက်တဲ့ကြာပေမဲ့ပြတ်အောင်ပြတ်ဖို့မလွယ်ဘူးကိုရဲ့ပွင့်လင်းရိုးသားမှုကြောင့်လူတွေရဲ့ချစ်ခင်လေးစားမှုရဖို့ထက်လူမြင်ကပ်ခံရဖို့ရခိုင်တော့ကပုံများတယ်အယိုးခံပြောစကားကနာကြပြင်ခက်တဲ့ပွင့်လင်းလွင်းရင်ဖုံးကမရှိလို့ရွှေအိုးလိုနေနိုင်လဲထွေးခံလောက်တောင်တန်ဖိုးချခံရမှာမဟုတ်ဘူးလူမလေးခွေးမခန့်အရှိန်အဝါရှိလဲဩစာမဲ့ပြန်မပြောနာမထောင်ခံရတဲ့အာကျဲရှာကျဲပဲဖြစ်သွားလိမ့်မယ် ျော်ရိုက်ဖြစ်လုံတိုင်းကောင်းခြင်းသလား။ဂျာဆိုရင်ပွင့်လင်းစိတ်ယူတာစိတ်ကိုပြုပြင်ပါ။ဖြစ်နိုင်ရင်ဘေးတာပို့ထားလိုက်။အဲ့ဒီအစားရှိုးစိတ်သူ့စိတ်မွေတက်ရတယ်။အထက်စီးကနေနေသူ့ထက်သားနီးတွေကိုတီထားတတ်ချားရမယ်။သူ့များခြေတလန်းကိုခြေဆက်တလန်းဖြစ်နေရမယ်။အလိုကိုရှိုးထားတတ်ခြင်းကလူအပိသဆုံးသောအခြေခံစိတ်အမှုခြင်းပဲ။လူတွေကအပေါ်ယံလောက်နဲ့ကျင်ကျင်းနဲ့လွေကြတယ်။ မြင်မြင်သမျှကြားကြားသမျှကိုအမားမှန်ခွဲနေဖို့တည်းလက်ရှိခိုက်တံမှာကြုံရတဲ့အဖြစ်ပြန်လောင်တဲ့ချိန်တီးပြတ်ချင်းကြတယ်ဒီလိုစိတ်အမှုချင်းမျိုးလူတိုင်းမှာရှိနေတော့အလိုကိုရှိုးတက်ခြင်းကဂျပန်သားချင်းပဲကို့အလိုဆန္ဒကိုဖုံးကွယ်ချပါဆိုတိုင်းခိုးချောင်ခိုးဝမ်းတဲ့စိတ်နှလုံးသားဟိုးအနေကြီးတဲ့ဖုံးဖိချဖို့ပြောတာမဟုတ်ဘူးကို့ဖြစ်ချင်တဲ့ရည်မှန်းချက်ရည်ရွယ်ချက်အလိုဆန္ဒကိုတခြားရာတွေနဲ့ဖုံးကချဖို့ပြောတာပါ ဥပမာကိုဖြစ်ချင်တဲ့အရာတွေကိုတန်းစီပြီးပြောတာမျိုးပေါ့တကယ်ဖြစ်ချင်တာတွေကိုကြတော့ခြံချပြီးပါဇက်ကဟိုဟာဖြစ်ချင်လိုက်ဂျီဟာဖြစ်ချင်လိုက်နဲ့ဆိုရင် ကိုပြိုင်ဘက်ရံဘက်တွေအနေနဲ့ဘယ်ဟာကိုတကယ်ဖြစ်ချင်နေမှချေရကောက်ကဲခနိုင်တော့မှာမဟုတ်ဘူးဂျာကကဲတစ်လုံးနဲ့ညက်သုံးလေးကောက်တခါတည်းပြစ်နိုင်တာပဲကြည့်လိုက်ရင်တော့ခင်မင်းဖို့ကောင်းတဲ့လူမျိုးပွင့်လင်းနေယုံကျင်စရာအသွင်ရှိတယ် ဒါပေမဲ့ချစ်စရာကောင်းတဲ့အသွင်အောင်မှဖြစ်ချင်တာတွေကိုဖုံးကားချရတယ်။ကိုယ်ခံစားချက်ကိုဘယ်တော့မှမပေါ်စေနဲ့။အမှုရအမှုချင်းအလုံးကိုတတိချက်ပြီးနေတတ်ရမယ်။အချိန်နေလိုက်ဟန်ဆောင်နေတာမျိုးမဖြစ်အောင်အစုံမများတဲ့အပြစ်လေးတွေတဲလွန်စားအတုလေးတွေကိုရံဖန်ရံခါလုတ်ပေးတတ်ရတယ်။လူတွေလိုက်မမီးလောက်အောင်ရှိုးစိတ်ထမ်းနေကလူတွေအပေါ်ချင်မှတ်မချလောက်အောင်လန့်ကျုံလုတ်ပြီးပွင့်လင်းပြတာမျိုးပဲဖြစ်တယ်။ အဲ့ဒီလမ်းကျုပ်ပွင့်လင်းတာကိုရိုးသားတယ်လို့ထင်သွားမြင်သွားယူဆသွားဟန်ဆောင်ကောင်းရမယ်တရုတ်ဆောင်ကောင်းယုံနေတော့မလုံလောက်သေးဘူးအပြောကောင်းလေးနဲ့ချုပ်တန်းရမယ်လူတွေရဲ့အမြင်မှာလူလိန်တွေဆိုတာကလူကြားသူကြားတဲ့လမ်းကျုပ်ဆက်လမ်းတွေထွန်းပြောပြီးဟန်ဆောင်ကောင်းနေတဲ့သူတွေလို့ချင်းနေတတ်တယ်တကယ်တော့လုံးဝမဟုတ်ပါဘူးချင်းရက်စရာကိုမရှိယုံနိုင်ဖို့တော့အတော်လေးတွေးယူရတဲ့လူမျိုးတွေကကိုချင်းထားတဲ့လူမျိုးမဟုတ်ပဲ ရှုွက်ဖုံးကွက်ခြင်းနဲ့မှွေနေတတ်တဲ့သူတွေဖြစ်နေလိမ့်မယ်။ဟန်ဆောင်ကောင်းရင်တကယ်လားအောင်မီရလားအောင်အယုံသွင်းနိုင်နေ။အပြောကောင်းရင်ပြောနေမှန်းတော့မသိတော့ပဲ။အလိုလိုယုံမိအောင်နားချနိုင်ကြတယ်။နောက်ထပ်သိထားရမယ့်လူတစ်မျိုးရှိသေးတယ်။အဲ့ဒီလူတွေကလူတွေကလူတွေဆိုပေမဲ့လူတွေကိုသူတို့မတော်မလာဘူး။လူတွေနဲ့ခက်ဝေးဝေးမှနေတတ်ပေမဲ့လူတွေနဲ့အကျူတူဖြစ်နေတတ်တယ်။ လူကြားထဲမသွားပေမဲ့လူကတ်ခံရလို့ခွာချနေရတဲ့သူတွေဖြစ်တယ်။စကကြီးစကကြီးပြောစရာမလိုပဲလူထင်ကြီးခံရတယ်။အလုတ်ကြီးအလုတ်ကောင်းလုတ်ပြစရာမလိုပဲလူတွေရဲ့ယုံကြည်မှုရှာနေတတ်တယ်။ခင်မင်စရာပုံမပေါက်ပေမဲ့တခါလေးဆက်ဆံဘူးရင်မယ်။တက်တက်လုံးအထင်မလွဲရက်လက်အောင်ယုံကြည်စရာလူတွေဖြစ်နေတတ်တယ်။လူမသိသူမသိကိုအနာပတ်ဝန်းကျင်ကအပေါင်းအသင်းတွေကိုချင်းကပ်ပြီးတဲဝိုက်တဲ့နီးနဲ့ကိုအနာကတ်လာတတ်တယ်။ ဘယ်တော့မှကြိုက်ရိုက်မဆက်ဆံပေမယ့်သူအเจ้าတွေကိုတီအောင်တဆင်နာနဲ့ကြားပြောတွေကနေတဆင်တီအောင်လှုပ်တက်ကြတယ်။မျက်နာမူရာကိုမူချင်းအပြောဆိုညံ့ညောမူတွေနဲ့တပြုံကြီးထိတွေ့မိလိုက်တာနဲ့မယုံကြည်ပဲမနေနိုင်လောက်အောင်အယုံသွင်းတက်ကြတယ်။လူလိန်လှုပ်ဖို့လမ်းညွှန်နေတာမဟုတ်ပါဘူး။လူလိန်တွေရဲ့စိတ်တက်ကိုအခြေခံပြီးအချိုးမြတ်ထုတ်ဖို့ကြဖို့ပါ။နားလေရခက်တဲ့အမှုချင်းနဲ့နေတတ်ပါစေ။ အရှိတ်အမှန်မလွယ်လောက်တဲ့အဖြူမှုနဲ့နေထိုင်ပါကြားတုံးလို့နေပြီးကြားဖြားလေးနဲ့ပုံမှန်အလေးချိန်ကောင်းမှန်သမျှတစ်ချိန်တစ်ခါလောက်လှုပ်ချည်ယုံနေတက်မြောက်နိုင်တာမဟုတ်တဲ့အတွက်အချိန်ယူလေခြင်းပါလူတွေမမှတ်မိနိုင်လောက်အောင်ကိုပြောင်းလဲလိုက်ပါလူတွေကလူလိုနေပြီးလူထက်ကလူလိုတွေးခေါ်ပါသာဆိုရင်အာနာဩဇာရှိန်ဝါနဲ့နေတက်ထိုင်တက်ပါလိမ့်မယ်။တိုးတွေကဥရေအရေယုံလွယ်တဲ့နာခံချက်တဲ့ ကြောက်လွယ်လန့်လွယ်လို့မြေခွေးနေနဲ့တိုးရီခြုံပြီးတိုးအုပ်ကြတိုးနိုင်တာပါ။ဒါပေမဲ့တိုးငယ်ကိုဆွဲဖို့တော့မဟုတ်ပါဘူး။တိုးအုပ်ကိုဖြတ်ပြီးချက်ချန်နဲ့ဝင်ဖို့ပါ။နီးဥပဒေသားလေလူရာချက်ပုံမပြောနဲ့။သဘောတရား။လူချင်းကြီးခံရအောင် စကကြီးစကကြဲရီနဲ့ပြောတော့မှလေးပေါ်လွင်ပြီးလူပေါ်ဖြစ်သွားတတ်တယ်။လူပေါ်ရင်ဘသူမှအရေးမလုပ်ဘူး။အရေးပါအရာရောက်တဲ့စကားပြောနေတော့ကျင်ခံရတတ်တယ်။ ဩဇာရှိအာဏာရှိရှင်ဝါရှိ သူတွေကလိုရာချက်ပုံမပြောသလိုပုံပြောရင်တော့လိုတလောက်ပဲဟာချက်တဲ့အပြောလွန်အပူပြောတဲ့လူပေါ်မဖြစ်ပါစေနဲ့နေစဉ်ဩဇာအာဏာအရှင်ဝါဆိုတာကဟန်ပန်နဲ့လှည့်စားရတဲ့အလုပ်တစ်မျိုးပါလိုရာချက်ပုံမပြောရင်သူများနဲ့မကျူတမူထူပြီးပိုတာတယ်လို့ဖြစ်သွားတယ်ကိုယ့်ရဲ့စိတ်ငြိမ်မှုက လူတွေကို အနေခက်သွားစေနိုင်တယ် ်လူသားရေးဆိုတာကပေါင်းသင်းဆက်ဆံရေးကနေတစဉ်အတိတ်ပဲကောက်ဖို့နဲ့အတိတ်ပဲဖွင့်ဆိုဖို့အတွက်တည်တန့်ရှင်တန်နေကြရတဲ့ရန်တရားတွေပါတအုပ်နဲ့တကူဘသူကဘာတွေတွေးနေပြီဘာတွေလှုပ်ဖို့ကြံနေမလဲတည်ခြင်းစိတ်တွေနဲ့အချိန်ကုန်နေတတ်တယ်ဆန္ဒကိုတတိထားပြီးလိုတလောက်ပဲပေါ်ပြလိုက်ရင်တည်ခြင်းစိတ်ကိုပိုးဆွားမိသွားတယ်လို့အနေထားကိုတခါရင်မြင့်တင်လိုက်ပြီးသားဖြစ်သွားတယ် လူတူရှင်းစကားပြောပုံနဲ့စိတ်ငြိမ်မှုကြောင့်လှုပ်လှုပ်ရွရွဖြစ်သွားလိမ့်မယ်။တိချင်းစရဲ့လှုံ့ဆော်မှုနဲ့ကြောင့်ဖြစ်နိုင်ဂျေရီတန်းစီပြီးပြောလာကြမှာဖြစ်တယ်လို့အဲ့ဒီလိုလှိုင်းထသွားတဲ့အလျောက်အုံမလုံးအောင်ပွင့်လာမဲ့သူတို့အားနေချက်တွေကိုအတိုင်းသားမြင်ခွင့်ရနိုင်နေ။ကိုနဲ့တွေ့တာကိုပဲသူတို့မှာကိုလုံးကြီးနဲ့လူချင်းတွေ့ရတယ်လို့မျိုးမလုံးမလဲတွေဖြစ်သွားလိမ့်မယ်။အမြင်ကပ်ခံရတယ်လို့အချင်းလွဲခံရတဲ့တဲ့ ါပေမဲ့ကြပြိုင်နက်ချဲမှာပဲနားမလည်မှုများစွာနဲ့ဇဝေဇဝါရီဖြစ်သွားတာကြောင့်သူတို့ရဲ့မတိစိမ်မှာကို့အပေါ်ဂယုပြုတတိထားမိတဲ့စိတ်တွေပိုသွားလိမ့်မယ်အတိအမှတ်မပြူပါပဲအတိအမှတ်ပြူမိသွားကြတယ်အလေးမထားခြင်းပဲအလေးထားမိကုန်တယ်လူငယ်ပကြီးစရာအမှုပညာရှင်အန်ဂျီဝါဟောရဲ့နှုတ်ထွက်အာနာဆက်သစ္စာတရရှိတယ်အဲ့ဒါကလူတွေကိုစကားပြောပြီးလက်သင့်ခံအောင်လုပ်လို့မရဘူး လူတွေရဲ့အချင်းကိုကတအုပ်နဲ့တအုပ်ဆန့်ကျင်လို့စိတ်တွေများနေတဲ့အတွက် ကောင်းတာပဲဖြစ်စေဆိုးတာပဲဖြစ်စေအကန့်စိတ်နဲ့အရင်ထိုးစိတ်ကြည်တက်ကြတယ်။အကောင်းအကျေကိုတော့အဆောင်ရွက်ဖြစ်အရင်မြင်တက်ကြတယ်။အဲ့တော့ပါဇက်ပိတ်ထားတော့မှလူပိုရှိန်တော့တာဗျ။သူတို့ပြောတဲ့အဲ့ဒီနီးနေပဲဝါဟောအောင်မြင်ခဲ့တယ်။သူ့အင်တာဗျူးတွေကိုကြည့်လိုက်ရင်စကလုံးတိုင်းကိုတတိချပြီးပြောတာတွေ့ရတယ်။လူတို့ရှင်းမဲ့ပြောလို့ရှိတယ်။ အနက်ကျိတ်ဘယ်ရီရှိပိုင်နေတယ်။ဝေါ်ဟာရမျိုးတွေနဲ့ချုပ်ပြီးပြောတတ်တယ်။မေးတဲ့သူတော်ပြန်လဲသွားမယ်။အချုပ်စကားတွေနဲ့အပီးတတ်တယ်။ဘယ်တော့မှအကျိတ်ပင်မရှိတဲ့အပေါ်စကားမပြောဘူး။အလုတ်အကြောင်းမဖြစ်မနေပြောဖို့လိုခဲ့ရင်တော့လိုရာထက်နည်းနည်းမှပုံမပြောဘူး။ရှင်းပြတာနဲတယ်။သူ့လက်ရာတွေကိုဘယ်တော့မှမရှင်းပြဘူး။လူတွေနားလဲခြင်းတလို့နားလဲကြပါကြ။ပစ်ထားတတ်တယ်။ စကားနဲ့တော့လူထင်ကြီးတယ်မရှင်းပြတော့ရှုပ်ဝတ်တယ်ရှုပ်ဝတ်နဲ့နဲ့တော့တံပိုးတက်ကြပေါ့လိုရာချက်ပုံမပြောတဲ့အချင်းကြောင့်ကိုပြောသည်မစကားတွေကအကျိတ်ပဲပိုရှိသွားတယ်လို့တံပိုးမြင့်သွားတယ်အပြောနေတာကြောင့်အမှားနေသွားတယ်အမှားနေတော့အလွယ်ရောပြီအန်ဂျီရရှိနိုင်တာတွေကိုရှောင်ကျဉ်မိသားဖြစ်သွားတယ်စကားများရင်အပေါ်ဆန်နေစကားနဲ့ရင်တံပိုးတက်တယ်ဂျာကိုအထူးမှတ်ပါ1825ခုနှစ်မှာ ပထမရုရှားဘုရင်နီကိုလတ်ကနမ်းချက်ပါတယ်။သူ့ရှိအရင်ဘုရင်လက်ထက်မှာတိုင်းပြည်ကြီးရဲ့အခြေအနေအဆိုးရွားဆုံးဖြစ်ခဲ့ရတာကြောင့်နီကိုလတ်လည်းနမ်းချက်ရောတနိုင်ငံလုံးပုံကန်ချကြပြီးတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလမ်းစဉ်နဲ့ဒီဇင်ဘာတော်လှန်ရေးကြီးဖြစ်သွားတယ်။ဒါပေမဲ့တော်လှန်ရေးကြရှုံးပြီးတော်လှန်ရေးမှာပါဝင်ခဲ့တဲ့ခေါင်းဆောင်တဦးဖြစ်သူကွန်ဒရာဂျီရိုင်လီရက်ကိုဂျိုးပေးကိုမြတ်ဖို့အမိန့်ချမှတ်ခဲ့ပါတယ်။ ကျိုးပေးခံရမယ်နဲ့မရောမချင်းကာလာတလျှောက်ရိုင်လီရဲ့ဝစီပိတ်နေခဲ့ပါတယ်။ဘာမှမပြောဘဲညင်နေခဲ့တယ်။အဲ့ဒါနဲ့ကျိုးပေးရမယ်နဲ့ရောက်လို့ကျိုးစင်ပေါ်တက်ရပြီးကျိုးလဲပေးရောလဲပင်းကကျိုးပြတ်ထွက်သွားတယ်။အဲ့ဒီလိုထူးခြားဖြစ်စဉ်ပေါ်ပေါက်လာရင်ရုရှားတွေရဲ့ယုံကြည်မှုရကံကောင်းခြင်းလို့သတ်မှတ်ပြီးဘယင်တော်မှဆန့်ကျင်လို့မရတဲ့လူငင်းခွန်အစဉ်လာရှိပါတယ်။ဒါပေမဲ့ကျိုးပြတ်ပြီးကျိုးအောက်ကျသွားတော့ ဝဇက်ပိတ်ပြီးပျော်နေလိုက်လို့ဘာမှမဖြစ်ကြဘူး။ပြတ်သွားတဲ့ကြိုးစားကိုကင်ပြီးရိုင်လီရက်ကဘာပြောလဲဆိုရင်ဟော်ကြီးမကြည့်ကြပါဦး။ကြိုးပေးတဲ့ကြိုးတုံးကိုတော့ဒူရက်ရှာရီကောင်းအောင်မလုပ်နိုင်သေးဘူးလို့ညီးပြလိုက်တယ်။ရိုင်လီရက်ရဲ့လှုပ်ကြံစီရင်မှုမအောင်မြင်မယ်။ချူချဖြစ်စဉ်ကြောင့်နီကိုလတ်ကိုတင်ပြတော့လူငင်းခွန်မှလက်မှတ်ချိုးပေးလိုက်တယ်။လူငင်းခွန်စာချွန်တော်ကိုတည်င်းလာပေါ်တဲ့ဇမန်လက်ချင်းမပီးခင်လေးမှာ နီကိုလတ်ကဒီတိုင်းတည်ခြင်းစိမ့်နဲ့မေးလိုက်တယ်။ဂရိုင်လေးရဲ့ချိုးပြတ်သွားတော့ဘာဖြစ်သွားသေးလဲ။တခုခုပြောသေးလားကွာဆိုတော့ဂျမန်တော်ကလည်းပြောချောင်းမှဆိုပြီးဂရိုင်လေးရဲ့ညီတန်ကိုချွန်ပေးလိုက်တော့ဘယင်ကဇလောက်တောင်မမှတ်တဲ့ဟာရုရှားကကျိုးထုံးလာတော့ရသေးမှန်ပြလိုက်စမ်းမှာဟာဆိုပြီးလူငင်းခွန်စာချုံကိုဆုပ်ဖြဲလိုက်တယ်။ပြီးတော့နောက်တနေ့ကျိုးပေးစီရင်ဖို့အမိန့်ထပ်ချလိုက်ပါတယ်။ဒုတိယအချိန်မြောက်ကိုမြတ်မှုအောင်မြင်သွားခဲ့ပါတယ်။ ကျုံမပြတ်တော့ပါဘူးဒီသင်ခန်းစာကိုမှတ်သားချပါပါဇက်ကထွက်သမျှပြန်သွင်းလို့မရပါဘူးစကားပြောရင်တတိချပါအထူးသဖြင့်ခြေလုံးငော့လုံးပြောတဲ့အခါစိတ်အပြောလေးတစ်ခုအတွက်ဘဝကြီးတစ်ခုလုံးမရင်းမိစေနဲ့လိုရာချက်ပိုမပြောနဲ့နှုတ်နေရင်လူတံပိုးမြင့်ပါတယ်ဘေးစားခံဘဝကိုမြတ်နိုးပါလူပေါ်ကြီးမဖြစ်ပါစေနဲ့ဂရိတိုင်းပြည်ကဒယ်ဖီရှစ်ဖြစ်ဟောနဂဒိုရီဆိုရင် စကားအများကြီးမပြောပါဘူး။တော်ယုံလူနားမလည်နိုင်တဲ့အလင်္ကာစကားတွေပဲပြောပြီးဟော့တက်ကြပါတယ်။ဘယင်မဲလာလာကျုံမဲလာလာ။နတ်ဖျားចောင်းလာဖျားဖူတိုင်းမိလာသမ ्या ကိုလူတူရှင်းမဲပြန်ဖြေတတ်ကြပါတယ်။အဲ့ဒါကြောင့်ရှေ့ဖြစ်ဟောနှုတ်ထွက်စကားဆိုရင် လူတိုင်းအလေးထားကြတယ်။ဘသူမှမဆန့်ကျင်ရဲဘူး။ပုတ်ခတ်ရှုတ်ချပြောဆိုရင်တည်တံပေးတဲ့အချိန်ဖို့ထားကြတယ်။တဖက်လူမပြောသေးဘူး။ကိုယ်ပါစမလုံးမိစင်းနေ ပါဇက်ပိတ်ပြီးနေတာကြာလာရင်ကိုစားပြောမဲ့သူအလိုလိုပေါ်လာလိမ့်မယ်။ကိုပြောတာမဟုတ်ပဲသူများပြောလာတော့ရန်သူကမနေနိုင်မဲ့စကားစားလာလိမ့်မယ်။အဲ့ဒါဆိုပြောစရာမလိုတော့ပဲထိုင်ကြည့်ပြီးအကဲခတ်နေရုံပဲ။ဟုတ်ကဲ့။ကျွန်မခုဖပြပေးသွားတာကတော့ဆီယာမော်ရီရှာဘာသာပြန်ဆိုရေးသားထားတယ်။အနာဇက်နူပဒေတ48ရဲ့ဆိုတဲ့စာအုပ်ထဲကနူပဒေတ3နဲ့4ပဲဖြစ်ပါရဲ့ရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။